်မင်္ဂလာပါရှင်ကျမတော့ဝန်ဒီပါ DVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်စကိုင်းတိုင်းအတွင်းကစစ်မြေပြင်ကိုကုမာ နိုဝင်မာလာပထမဘက်ကနေစတင်ပြီးစစ်ကောင်မရှင်ကအင်အားဖြည့်တင်ပြီးထိုးစစ်ဆင်နေတာကြောင့်တိုက်ပွဲတွေဖြစ်ပွားပြီးနှစ်ဖက်ထိခိုက်ဒေဆုံးတာရှိရလို့မြေပြင်ဒေါ်လာရေးတပ်ဖွဲ့ဝင်တွေဆီကနေသိရပါဗျာ ကိုင်းတိုင်းတွင်းကတောင်ပေါ်စစ်မျက်နှာပြင်၅ခုနဲ့မြေပြင်စစ်မျက်နှာပြင်၄ခုမှာတိုက်ပွဲတွေဖြစ်ပွားနေပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းစစ်တပ်ဘက်ကထိခိုက်သေးဆုံးသူတွေ ရှိခဲ့ပြီးတော်လန်ရေးတပ်ဘက်ကတပ်ဖွဲ့ဝင်24ယောက်အသက်ပြီးဆက်ခဲ့ရတယ်လို့သိရပါတယ်။စစ်မျက်နှာပြင်၉ခုမှာတပြိုင်တည်းတိုက်ပွဲတွေဖြစ်ပွားနေပြီး MBD တော်လန်ရေးတပ်ဖွဲ့ဝင်24ယောက်စစ်မြေပြင်မှာပဲအသက်ပေးဆက်ထားရတယ်လို့ MBD တော်လန်ရေးတပ်ဖွဲ့ခေါင်းဆောင်ဘုံမိုက်ခဲကပြောပါတယ်။ လက်ရှိမှာလည်းအဓိကတိုက်ပွဲဖြစ်ပွားတာများတဲ့နေရာတွေကိုနေမြေကန်တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့အကောင်းဆုံးနဲ့အတက်နိုင်ဆုံးစူးစမ်းနေတယ်လို့ပြောပါရယ်။လုံခြုံရေးအရတိုက်ပွဲဖြစ်ပွားတဲ့နေရာတွေကိုတော့အတိအကျဖော်ပြလို့မရဘူးလို့ဆိုပါရယ်။အညာဒေသကိုစစ်ကော်မရှင်တပ်တွေအင်အားဖြည့်တင်တာတွေဇက်တိုက်လှုပ်ဆောင်နေပြီးဒေသခံပြည်သူတွေကိုလေကြောင်းရန်တတိပြုကြဖို့တော်လှန်ရေးအင်အားစုတွေကတတိပေးတာတွေလှုပ်ဆောင်နေတယ်လို့ဒေသခံတွေစီကနေသိရပါရယ်ရှင်။ ကလေးမြို့တောင်ပိုင်းနဲ့မြောက်ပိုင်းကနေစစ်ကြောင်းနှစ်ကြောင်းခွဲပြီးထွက်လာတဲ့စစ်ကော်မရှင်တပ်တွေကအင်အားအလုံးရင်းနဲ့ချင်းမြင့်နယ်ကိုနှစ်ဖက်ညက်ပြီးတော့ထိုးစစ်ပြန်ဆင်လာနေတာကြောင့်တိုက်ပွဲတွေပြင်းထန်နေရလို့သိရပါဗျ။ဒီသတင်းကို Morris ပေးပို့ထားတာပါရှင်။စကိုင်းတိုင်းတွေကကလေးမြို့မှာခြေစိုက်ထားတဲ့စစ်တပ်ကမြို့တောင်ပိုင်းနဲ့မြောက်ပိုင်းကနေအင်အားအလုံးရင်းသုံးပြီးချင်းမြင့်နယ်ကိုဦးတီကထိုးစစ်ပြန်ဆင်လာနေတဲ့အတွက်တော်လိုင်းတပ်တွေနဲ့တိုက်ပွဲတွေဖြစ်နေတာပါ။ တောင်ပိုင်းကစစ်ကြောင်းကကလေးကံကောလမ်းဘက်ကနေချင်းပြည်နယ်ဖလန်းမျိုးဘက်ဦးတည်ပြီးစစ်ကြောင်းထိုးနေတယ်လို့မြောက်ပိုင်းကစစ်ကြောင်းကလည်းကလေးတီးတိမ်လမ်းတိုင်းထိုးစစ်ဆင်နေတာဖြစ်ပါတယ်။လက်ရှိထိုးစစ်ကြောင်းကလေးတောင်ပိုင်းနဲ့မြောက်ပိုင်းကရွာပေါင်း90ကျော်ဟာဘေးလွရာထွက်ပြေးတင်းရှောင်နေရပြီးစစ်ရှောင်ဥယျ8000ကျော်လောက်ကအကူအညီတွေလိုအပ်နေတယ်လို့ထွက်ပြေးလာရတဲ့စစ်ရှောင်တွေက DPP ကိုပြောပါတယ်။အဲ့တော့တောင်ပချမ်းရောမြောက်ပချမ်းရောပြေးရတယ်အခုလေအခုလက်ရှိစစ်ကောင်စီရဲ့စစ်ကြောင်းနေထားကြောင်းဘောနော်အခုဆို ြီးကလေးတောင်ပိုင်းမှာဆိုလို့ရှိရင်အခုအာဒီချက်ဖိုင်တဲ့နေ့ချင်းကျဲသွားပေါ့နော်အခုစကားပြောနေရဲ့အချိန်နဲ့မိနစ်ပိုင်းအလိုမိနစ်ပိုင်းဝေးကွာမှာပေါ့ဗျာကိုယ်ကျွန်တော်တို့ဒီကလေးတောင်ပိုင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ရွာပေါင်း30ပေါ့ဗျာဒါပြီးကလေးမြောက်ပိုင်းမှာဆိုရင်ရွာပေါင်း20လောက်အခုလက်ရှိရှောင်းနေရအခုကလေးတနေလုံးဆိုလို့ရှိရင်ရွာပေါင်း50လောက်ရှိမှာပေါ့ဗျာ သူတို့ဆန်းဆန်းဆန်းကချင်းကတဲ့ပုံစံရတော့ဒီအောက်တိုဘာလစမ်းလောက်မှာသူတို့အင်အားလုံးရင်းနဲ့တုံးနေပေါ့လေအောက်ဂုလာမှာစထိုးတယ်အင်အားလုံးရင်းနဲ့တုံးနေချိန်မှာဒီဆစ်ချောင်းဦးကြီးကအာဒီတိတိတသားကြီးကိုတိုးလာတယ်ပေါ့နော်အဲ့လိုဖြစ်နေဗျလက်ရှိထိုးလာတဲ့ထိုးစစ်ဟာစီးပွားရေးအရေးပါတဲ့မြန်မာအိန္ဒိယနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကိုပြန်လည်ထိန်းချုပ်နိုင်မှုစ조사တာဖြစ်နိုင်တယ်လို့စစ်ရှုံးထားတဲ့ချင်းပြည်နယ်ကိုဝင်ပေါက်ဖြစ်တဲ့ကလေးတမူကားလမ်းဘိုင်းကိုပြန်ရနိုင်ဖို့စစ်တပ်ဘက်ကအင်အားအလွန်ကျုံတုံးပြီးထိုးလာတာဖြစ်တယ်လို့တော်လိုင်းတပ်တွေကသုံးသပ်ပါတယ် ကလေးမြို့တောင်ဘက်ကနေကလေးကန့်ကောလမ်းမကြီးကနေဝင်လာတဲ့စစ်ကြောင်းဟာကလေးနှချောင်းနှမြောင်းချောင်းကွာရေဆူဝေဘူးလာမြို့ကိုဖြတ်ကာဖလန်းမြို့ကိုဥတီနေပြီးလမ်းတလျှောက်ကရွာတွေဟာမီးရှို့ဖျက်ဆီးခံထားရတဲ့အပြင်ဒေတာတွင်းမီဒီယာတွေရဲ့ဖော်ပြချက်အရဆိုရင်ထောက်ကျန့်ကြာင်းနှမြောင်းနှချောင်းကျွန်းချောင်းချောင်းကွာဟာခါလီကြီးရွာတွေမှာနေထိုင်တဲ့ဒေသခံ၁၀ယောက်ဖမ်းဆီးခံထားရတယ်လို့ဆိုပါတယ်အဒီလိုပဲကလေးမြောက်ပိုင်းကိုထိုးဖောက်လာတဲ့စစ်ကြောင်းကလည်းလက်ရှိမှာကလေးတီးတိမ်လမ်းကနေချင်းတောင်ဘော်ကိုတိုးနေတယ်လို့ DBB ရဲ့စီရင်ရ င်းမြစ်ကဆိုပါတယ်သူရဲ့ပြောပြချက်တွေကိုလုံခြုံရေးအရာ DPP သတင်းတောက်ကအတန်အစားထုတ်ဖတ်ပေးထားပါတယ်ခင်ဗျာဒီကလေးမျိုးတောင်ပိုင်းနဲ့မြောက်ပိုင်းမှာကျွန်တော်တို့တော်လိုင်းတက်တွေကစိုးမိုးထားတာပေါ့သူတို့ကဒီအလဲပိုင်းမှာပဲရှိတယ်အခုအဲ့ဒီအလဲပိုင်းကနေပြီးတော့မြောက်ပိုင်းကိုအရင်ထိုးပြီးတော့သူတို့အထိုင်အင်အားချတယ်ပြီးတော့အခုချင်းဘက်ကိုတိုးနေတယ်ပေါ့အင်အားကတော့ကလေးမြောက်ပိုင်းမှာတထောင်လောက်ရှိတယ်တောင်ပိုင်းမှာလည်းတထောင်လောက်ရှိတယ် အရိစစ်ကြောင်းတွေကြောင့်ဒေသခံတွေဟာနိစ္စရာတောတောင်တွေရဲ့ဆစ်ဆောင်နေကြရတဲ့အခြေအနေတွေမှာရာသီဥတုအကူပြောင်းတဲ့မုန်တိုင်းမိုးတွေကြောင့်ဆစ်ဆောင်နေတဲ့ကတက်ကြီးရွယ်ဝင်တဲ့ကလေးတငယ်တွေဟာအစုလိုက်အပြုံလိုက်ဖျားနာနေကြတဲ့ဒဏ်ကိုခံစားနေရတယ်လို့လည်းဆစ်ဆောင်တွေကပြောပြပါတယ်။တိုက်ပွဲတွေနဲ့လေကြောင်းရံတွေကြောင့်နိစ္စရာဆေးရုံဆေးကန်းတွေကိုတွားဖို့အခက်အခဲတွေရှိနေပြီးအခြေခံလိုအပ်ချက်တွေဖြစ်တဲ့အမိုးကာဆောင်အနှွေးတွေနဲ့စားနပ်ရိက္ခာပိုင်းတွေအတွက်လည်းပြက်လက်နေကြလို့ကုညီထောက်ပံ့မှုတွေလိုအပ်နေပါတယ်ခင်ဗျာ။ကျွန်တော်မော်ရစ်ပါ။ စစ်တပ်ရဲ့လေကြောင်းနဲ့မြေပြင်တိုက်ခိုက်မှုတွေကြောင့်အော်တိုဘာလအတွင်းမှာအမျိုးသမီး80သေဆုံးပြီးအယောက်80ထိခိုက်ဒဏ်ရာရရှိတယ်လို့ဒီကနေ့နိုဝင်ဘာလ9ရက်နေ့မှာမြန်မာအမျိုးသမီးသမဂ္ဂ BWU ကသတင်းထုတ်ပြန်ထားပါတယ်အဲ့ဒီတေဆုံတဲ့တဲမှာလေချောင်းတိုက်ခိုက်မှုကြောင့်56ရောက်လက်နက်ကြီးပစ်ခတ်ခံရမှုကြောင့်10ရောက်မတရားတပ်ဖြတ်ခံရမှုကြောင့်9ရောက်မြေမြုပ်မိုင်းကြောင့်10ရောက်နဲ့လိမ်မိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုကြောင့်10ရောက်တို့ပါဝင်ပါတယ် ။ဒဏ်ရာရရှိတဲ့အထက်မှာတော့လေကြောင်းတိုက်ခတ်မှုကြောင့်68ရောက်လက်နက်ကြီးပစ်ခတ်ခံရမှုကြောင့်9ရောက်မတရားတပ်ဖြတ်ခံရမှုကြောင့်1ရောက်ညီမြုပ်မိုင်းကြောင့်3ရောက်နဲ့လိမ်မိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုကြောင့်4ရောက်ပါဝင်ပါတယ်။ 2021ခုနှစ်ဖေဖော်ဝါရီလတရက်နေ့စစ်တပ်အာဏာသိမ်းချိန်ကနေစပြီးလက်ရှိအချိန်ထိ9နှစ်တာနီးပါးကာလမှာစစ်ရာဇဝတ်မှုနဲ့လူသားမျိုးနွယ်အပေါ်ရာဇဝတ်မှုတွေလူအခွင့်အရေးချိုးဖောက်မှုတွေကိုနှီးမျိုးစုံနဲ့ကျူးလွန်နေတဲ့အတွက်အမျိုးသမီးတွေလည်းနေစဉ်နဲ့အမျှအသက်ဆုံးရှုံးနေရတယ်လို့ဆိုပါတယ်ရှင်။ DVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုကြည့်ရှုခဲ့ရတာပါအားလုံးကျေးဇူးတင်ပါတယ်ရှင်ကျမကတော့ဝန်နေပါ